ော်ရှင်ဖွယ်ရာခရစ်စမတ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ညီကိုမောင်မတို့ခရစ်စမတ်ရောက်ပြီဆိုရင်ကျွန်တော်တို့တွေဘာတွေကိုပြည့်မြင်မိကြတယ်လဲရောင်စုံမီအလှတွေခရစ်စမတ်တစ်ပင်တွေလက်ဆောင်ဘူးတွေဒါမှမဟုတ်ဘက်လင်မြို့ကနွားစကွက်ကိုမြင်အောင်မိကြမှာပါဒါပေမဲ့ဓမ္မသစ်ကျမ်းရဲ့ပထမဆုံးဆောင်မျက်နှာရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး1မှာတော့ခရစ်စမတ်ပုံမြင်ကိုနာမည်စရင်းတွေနဲ့စတင်ထားပါတယ်အာဗြဟံသားဒါဝိဒ်သားဖြစ်သောသခင်ယေရှုခရစ်တော်၏မျိုးရိုးစင်ဆက် က်ဆိုပြီးနာမည်ပေါင်းများစွာကိုဖော်ပြထားတယ်ပထမကြည့်လိုက်ရင်တော့ဒါဟာပြင်းစရာကောင်းတဲ့လူနာမည်စင်းတက်တက်လို့ထင်ရပါတယ်ဒါပေမဲ့မိတ်ဆွေဒီနာမည်စင်းဟာဖျားသခင်ကလူသားတွေကိုကယ်တင်ဖို့အတွက်နှစ်ပေါင်းထောင်ချီပြီးဘလို့စိတ်ရှည်လက်ရှည်ပြင်ဆင်ခဲ့တယ်လဲဆိုတာကိုပြသနေတဲ့တက်တီပြချက်ဖြစ်ပါတယ်ဒီနာမည်စင်းရဲ့အဆုံးသက်အငယ်16မှာဘုသူ့နာမည်ပါလာတယ်လေ သခင်ခရစ်တော်ဟုခေါ်ဝေါ်သမုတ်တော်သခင်ယေရှုရဲ့ဒီကနေ့ကျွန်တော်ဝေငှခြင်းနဲ့ခရစ်မတ်သတင်းကောင်းကဒါပါပဲကဘာကြီးရဲ့တမိုင်းကြောင်းဟာအဆအဆုံမင်းမဲ့တိုင်းပြည်လူဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ပါဘူးတမိုင်းကိုထိန်းချုပ်တော်ဖခင်သခင်ကသခင်ယေရှုခရစ်တော်ဆိုတဲ့ခရစ်မတ်လက်ဆောင်စီတို့ဥတီပြီးတမိုင်းကိုရေးသားနေခြင်းဖြစ်ပါတယ်ဒီမျိုးရိုးစင်ဆက်ဇယားကပြီးတဲ့ခရစ်မတ်လက်ဆောင်၃ခုကိုကြည့်ရအောင် ခရစ်စမတ်ဒီဂတိတည်သောပွဲဖြစ်တယ်အခန်းငယ်1နဲ့2မှာ အာဗြဟံနဲ့ဒါဝိဒ်နာမည်ကိုတွေ့ရတယ်ဖျားသခင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကလေးကအာဗြဟံကိုဂတိပေးခဲ့တယ်တင့်အားဖြင့်လူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာ ခံစားရမယ်လို့ပြောခဲ့တယ်ဒါဝိဒ်မင်းကြီးကိုလည်းတင့်ရဲ့ယာဇပလင်ဟာအစင်မြဲတည်မယ်လို့ဂတိပေးခဲ့တယ်အချိန်လေးကြာလွန်းလို့လူတွေမိကုန်ကြပြီမျော်လင့်ချက်တွေပျောက်ကုန်ကြပြီ ဒါပေမဲ့ဘုရားသခင်မမေ့ပါဘူးရှင်မသည်ကဒီမျိုးစင်ဆက်ကိုရေးပြလိုက်ခြင်းအဖြစ် ဖယားသခင်ကနှစ်ထောင်ချီကြာခဲ့ပြီမဲ့အာဗြဟံနဲ့ဒါဝိဒ်ကိုပြီးခဲ့တဲ့ဂတိအတိုင်းသခင်ယေရှုခရစ်တော်ကိုဒီလောကထဲဆေလွတ်လိုက်ပြီလို့ကြွေးကြော်လိုက်တာဖြစ်ပါတယ်ဒီခရစ်မတ်မှာတင့်ဘဝအတွက်ဖယားသခင်ရဲ့ဂတိတော်တွေနှောင့်နှေးနေတယ်လို့ခံစားနေရသလားမပူပါနဲ့တမိုင်းကိုထိမ့်ချုပ်တဲ့ဖယားသခင်ဟာအချိန်တန်တဲ့အခါဂတိတော်အတိုင်းအတိအကျအကောင့်ထဲပေါ်တဲ့ဖယားဖြစ်ကြောင်းဒီမျိုးရိုးစင်ဆက်ကတက်တည်ခံနေပါတယ် ခရစ်စမတ်ဒီအပြစ်သားများအတွက်ပွဲဖြစ်ဒီမျိုးစင်ဆက်မှာအထူးခြားဆုံးကတော့အမျိုးသမီး၄ဦးပါဝင်နေခြင်းပါပဲတာမာယာခတ်ရူတဘာဒရှိဘာဂျူးထုံးဆံမှာမျိုးရိုးစရာတွေထဲမိမနာမည်မထည့်ပါဘူးထဲ့မယ်ဆိုရင်တော့ရဘက်ကရာခီလာတို့လိုဂုံအတရေရှိ အမျိုးသမီးတွေကိုပဲထဲ့တင်တာပါဒါပေမဲ့ဘုရားသခင်ကဘသူတွေကိုရွေးထည့်တယ်လေတာမာနဲ့ရာခတ် အချင်းဇာရိတပြပြခဲ့သူပြည်တစားဖြစ်ခဲ့သူတွေပါရုဒဖျားမသိတဲ့တပားအမျိုးသားဖြစ်ခဲ့သူပါဘာတရှိဘဖောက်ပြန်မှုအရှုပ်တော်ထဲမှာပါဝင်ခဲ့သူပါဘာကြောင့်တန်ရှင်းမြင့်မြတ်တဲ့ဘုရားသားတော်ရဲ့မျိုးရိုးထဲမှာဒီလို အပြစ်အနာအဆာရှိသူတွေကိုထည့်ထားရတာလဲဒါခရစ်စမတ်ရဲ့သတင်းကောင်းပါပဲသခင်ယေရှုခရစ်တော်သည်ဖြောင့်မတ်သောသူတို့ကိုခေါ်ဖို့လာတာမဟုတ်စေတမား အလိုရှိသောလူနာများ အပြစ်သားများကိုကယ်တင်ဖို့ကြွလာတာကယ်တင်ဖို့ကြွလာတယ်ဆိုတာကိုတက်တည်ပြနေတာဖြစ်ပါတယ်။တင်းရဲ့အတိတ်ကဘလောက်ပဲဆိုးရွားခဲ့ပါစေတင်းမိသားစုနောက်ခံကဘလောက်ပဲရှုပ်ထွေးပါစေသခင်ခရစ်တော်ရဲ့မျိုးရဲမှာရာခတ်တို့တာမာတို့နေရာရတယ်လို့ဒီနေ့သခင်ခရစ်တော်ရဲ့မိသားစုထဲမှာတင်နေရာရနိုင်ပါတယ်။ခရစ်မတ်ဟာစုံလင်သူတွေအတွက်မဟုတ်ပါဘူးလိုအပ်ချက်ရှိသူတွေအတွက်ဖြစ်ပါတယ်။ ခရစ်စမတ်သည်မျော်လင့်ခြင်းပြက်ပြားသူများအတွေ့ဖြစ်တယ်။အငယ်17နဲ့17မှာဘာဘုလုံမြို့တို့နေရာပြောင်းသောကာလဆိုတဲ့စကားလုံးကိုတွေ့ရပါတယ်။ဒါဟာဣသေလလူမျိုးတွေအတွက်အမှောင်မိုက်ဆုံးအချိန်ပါပဲ။တိုင်းပြည်ပြတ်တယ်၊ဖျားเจ้าကြီးမိရှုခံရတယ်၊ကျုံအဖြစ်ဖမ်းဆီးခံရတယ်။ဖျားသခင်ငါတို့ကိုစွန့်ပြီးဒါဝိမျိုးဆက်ပြတ်ပြီလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့တမိုင်းကိုထိမ့်ချုပ်တဲ့ဖျားသခင်ကအဲ့ဒီမှောင်မိုက်နေတဲ့ ကာလ14ဆက်ကိုကြော်ဖြတ်ပြီးဘဲလင်မြို့နွားစခွက်ထဲမှာမျော်လင့်ချက်အလင်းရောင်ကိုထုံးညိပေးခဲ့ပါတယ်လူတွေကပြီးပြီးဇသိမ့်ပြီးလို့ထင်တဲ့အချိန်မှာဘုရားသခင်ကအစပြုလေးရှိပါတယ်ဒီနေ့ခရစ်စမတ်မှာစီးပွားရေးအစီအမပြေမှုတွေကျမ်းမာရေးပြဿနာတွေနိုင်ငံရေးအခြေအနေတွေကြောင့်ငါတို့ဘဝတော့ဘာလို့ရောက်နေတယ်လို့ဘာပဲလားလို့ စိတ်တက်ကြနေသလားမှတ်ထားပါဘာလို့ဟန်သွားခြင်းဟာဇသိမ်းမဟုတ်ခဲ့ပါဘူးအဲ့ဒီအမောင်ထုထဲကနေကက်တင်ရှင်သခင်ခရစ်တော်ကြွလာခဲ့ပါတင်ပွားရဲ့အမောင်မိုက်ဆုံးအချိန်ဟာဖယားသခင်ရဲ့အံ့ဩဖွယ်အလုံးလုံးမဲ့အချိန်ဖြစ်လာနိုင်ပါတယ်ချစ်တော်မိတ်ဆွေရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး1ကပေါ်ပြတဲ့ ခရစ်စမတ်သတင်းစကားကရှင်းပါတယ်ဒီလောကကြီးရဲ့တမိုင်းကြောင်းကိုနိုင်ငံခေါင်းဆောင်တွေစစ်ပရင်တွေထိမ့်ချုပ်နေတာမဟုတ်ပါဘူးဖျားသခင်ထိမ့်ချုပ်နေတာဖြစ်ပါတယ်အဲ့ဒီဖျားသခင်ဟာဂတိတော်ကိုဘယ်တော့မှမဖြတ်တဲ့ဖျားအပြစ်ရှိသူကြိုးပဲ့ကြေမွားနေသူတွေကိုသူ့ရဲ့မျိုးထဲဆွဲခေါ်ပြီးတံပိုးထားတဲ့ဖျားမောင်မိုက်တဲ့ကာလပျက်စီးတဲ့ကာလတွေကိုကြော်ဖြတ်ပြီးကဲတင်ချင်းလန်းကိုဖွင့်ပေးတဲ့ဖျားဖြစ်ပါတယ် ဒီနေ့ဒီမျိုးစင်ဆက်ကြီးကရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး1အငယ်16မှာတခင်ခရစ်တော်မွေးပွားခြင်းနဲ့ပြီးဆုံးသွားပြီလားမပြီးသေးပါဘူးတခင်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်သူတိုင်းဟာဘုရားသခင်ရဲ့သားသမီးဆိုတဲ့မျိုးရိုးစင်ဆက်တစ်ထဲမှာပါဝင်ခွင့်ရကြပြီဖြစ်ပါဒီနေ့ခရစ်မတ်မှာသင်ဟာကိုယ့်ဘဝကိုကိုယ်ပြန်ကြည့်ပြီး ငါဘဝကရှုပ်ထွေးလိုက်တာငါအတိတ်တွေကမလှပဘူးငါအနာဂတ်ကလည်းဘာဘူးလုံးရောက်နေတယ်လို့မှောင်မိုက်နေတယ်လို့ခံစားနေရရင်တမိုင်းကိုထိမ့်ချုပ်တဲ့သခင်ယေရှုခရစ်တော်ကိုတင့်ဘဝထဲဖိတ်ခေါ်လိုက်ပါရာခတ်နဲ့ရူသတို့လိုအပြင်လူတွေကိုသူ့မျိုးရိုးတဲ့ထဲ့သွင်းပေးခဲ့တဲ့သခင်ယေရှုကဒီနေ့တင့်ကိုလည်းသူ့ရဲ့မိသားစုစည်းင်းထဲမှာထဲ့သွင်းပေးခြင်းပါတယ် ကိုရောကျွန်တော်ရဲ့ပျက်စီးနေတဲ့တမိုင်းကြောင်းကိုကိုရောလက်ထဲအနံပါတယ်ကျွန်တော်ဘဝကိုကိုရောစီရင်အုပ်ဆိုးပြီးခရစ်စမတ်ညင်သက်ခြင်းပေးသနာပါလို့တော်တော်လေးဆုတောင်းဝန်ခံလိုက်ပါတမိုင်းကြောင်းကိုထိမ့်ချုပ်စင်တော်မူသောအနန္တတကူရှင်အဖဖရာသခင်ကိုရောသည်အာဗြံဣဇက်ယာကုပ်တို့၏ဖရာဖြစ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏ဖရာလည်းဖြစ်တော်မူ၏လူသားများ၏တမိုင်းကြောင်းကိုအဆိုးအကောင်းကြားမှတားတော်သခင်ယေရှုခရစ်တော်ကိုစေလွတ်ပြီး ကေတင်ချင်းလမ်းပြင်ဆင်ပေးခဲ့သောမြစ်တာတော်ကို အထူးပဲကျေးဇူးတင်ချီးမွမ်းပါတယ်။ယနေ့ဤတရားစကားကိုကြားနာရသောသူတဦးချင်းစီတိုင်းနှလုံးသားထဲတွင်တခင်ခရစ်တော်ဖွားမြင်တော်မူပါ။သူတို့၏ဘဝတွင်ဘာဗုလုန်ကဲ့သို့အခက်အခဲများရာခက်ကဲ့သို့အတိတ်ဒဏ်ရာများရှိနေပါကတခင်ယေရှုခရစ်တော်၏မြစ်တာတော်အဖြစ် ကုသပေးတော်မူပါသူတို့ဤဘဝတမိုင်းကြောင်းကိုကိုတော်လှပစွာရေးသားပုံခေါ်ပေးတော်မူပါကျွန်ုပ်တို့ဤဘဝမိသားစုနှင့်အနာဂတ်တမိုင်းရှင်ဘုရားသခင်လက်တော်သို့ဆက်ကပ်အနံပါ၏သခင်ယေရှုခရစ်တော်၏မြင့်မြတ်လှသောနာမတော်မျက်၌ယိုသေးစွာဆုတောင်းဆက်ကပ်အနံပါ၏အဖဘုရားသခင်အာမင်